ဝေယောင်းမှုကြောင့်လေးတွေလက်ဆောင်ရထားတာရှိနေလို့ဒီနေ့တော့မှုအဆက်ဟင်းတစ်ခွက်ချက်စားမှာပါဒီဝေယောင်းမှုကြောင့်တည်းကိုတော့မှုပေါ်ချိန်မှာကြီးလေးတော်ကလေးရန်ကုန်မလာဖြစ်သေးတာနဲ့မှုအချောက်လန်းထားတာပါပြီးတော့မှရန်ကုန်လက်ဆောင်ပြည့်ယူလာခဲ့တာပါ ဝရောင်းမှုကြောင့်တီကိုနေလန်းတဲ့အခါမှာလေသူကလေရေဆေးပြီးလှမ်းလို့မရတဲ့အတွက်ကြောင့်မှုကတဲတွေကတော်တော်လေးပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မှုဆေးတဲ့အခါမှာတေချာဆေးရတယ်ပေါ့အရင်ဆုံးနိုင်ဝက်လောက်ရေစိမ့်နေအဲ့မှာလို့ဒီလိုမျိုးရေတွေအမဲတွေပါထွက်လာအောင်ပေါ့နော်ပြီးရင်နိုင်ဝက်လောက်စိမ့်ပြီးပြီဆိုတော့မှဒီမှုအောက်ခြေတွေကိုတေချာရေနဲ့ပုတ်ဆေးရတယ်ပေါ့နော်သူကလေရွှွန်နေတဲတွေပါတတ်လို့ပါပြီးရင်ရေနဲ့ငါးတက်လောက်ဆေးပါတယ်တေချာတဲတွေပြောင်းပြီးဒီဆေးပြီးတော့မှဒီလိုမျိုးမှုတွေကရေကိုအောင်ညှစ်ထုတ်ပါတယ်ပြီးရင်တော့ကကြီးလေးနဲ့ ခုလိုမျိုးအပိုင်းသေးလေးတွေညှက်ထားပါတယ်။စီထည့်ပြီးတော့စနွေးမုံထည့်ပါတယ်။ထုထားတဲ့ကြက်သွင်ပြူနဲ့ကြက်သွင်ကြီးသေးသေးလေးတွေလီထားတာကိုထည့်ပါတယ်။ကြက်သွင်ပြူကြီးမွေးလာပြီဆိုတော့မှခုနကတော့ညှက်ထားတဲ့မိုးချောင်လေးတွေကိုထည့်ပါတယ်။ရတာအတွက်ကတော့စားရည်ငါးသားမုံရည်ထည့်ပါတယ်။ ဒါကလေမူကြောက်ကိုချက်တာဖြစ်တဲ့တကြောင်ရေလေးနည်းနည်းတော့ပူထည့်ရပါတယ်ဒါမှမူကြောက်လေးတွေပူပွားလာအောင်လို့ပါပြီးရင်တော့လေမီးလန်လန်နဲ့အဖုံးအုပ်ပြီးတော့တည်ထားပေးပါကြည်လီခံပြီးတော့စီပြန်လာပြီဆိုရင်တော့ငယူသီးစိမ်ပပလီထားတာလေးတွေထည့်ပါတယ်ငယူသီးစိမ်ထောင်းထည့်ရင်တော့ပူရတာရှိရပါတော့ကြည်လီရောအင်အားလေးအဆက်မစားတဲ့သူများလို့လေငယူသီးစိမ်ကိုဒီလိုပဲလှီးပြီးတော့ထည့်တာပါဒါဆိုရင်တော့အရန်ရတာရှိရမို့အဆက်ဟင်တစ်ခွက်ရပါပြီရှင် ဒီမို့အဆက်ဟင်တစ်ခွက်ရှိရဲဆိုရင်တခြားဟင်တော့မလိုပဲနဲ့ထမင်းမိတ်မှတေးကြပါရစေ။ပိုကြောက်ရှိနေတယ်ဆိုရင်ကိုကြိုက်တဲ့အချိန်ချက်စားလို့ရတော့အရန်လေးစင်ပြပါရစေ။